လီဗာပူးအသင်းဟာမန်စီးတီးအသင်းကို၃ဂိုးဂိုးမရှိနဲ့အရေးနိုင်ခဲ့ပရီးမီးယားလီဂ်ပွဲစဉ်မှာအသင်းကောင်းဆောင်ဗန်ဒိုက်ရဲ့အသွင်းကိုခွင့်ပြုတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ် PGMOL ကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီပွဲစဉ်မှာမန်စီးတီးအသင်းအတွက်တိုက်စစ်မှုဟာလန်ကအဖွင့်ကိုသွင်းယူပြီးနောက်မကြပြီမှာဗန်ဒိုက်ကတောက်ကန်ဘောကနေကောင်းတိုက်ပြီးလီဗာပူးအသင်းအတွက်ခြေပါကိုသွင်းယူနိုင်ခဲ့တာပါ။ဒါပေမဲ့လီဗာပူးအသင်းနောက်ကန်လူရောဘတ်ဆန်ဟာလူကျိုးအနေထားမှာရှိနေပြီးမန်စီးအသင်းကိုသမဒွန်နာရမရဲ့မြင်ကွင်းကိုပိတ်ဆို့ထားတယ်လို့ဆိုကသွင်းကိုပယ်ဖျက်ခဲ့တာ ါပါ VAR ကလည်းကွေးလိုက်တိုင်းလူကြီးရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုပေးခဲ့ပါတယ်လီဗာပူးသင်္ဒီပြအာနီစလော့အပါအဝင်ဘောလုံးပဲဝေဖန်သုံးသက်သူအများပြားကဒီကိုကခွင့်ပြုသင့်တယ်ဆိုပြီးမှတ်ချက်ပေးခဲ့ကြပါတယ်အဲဒါကြောင့်လီဗာပူးသင်ဟာ PGM ဝတ်ထံဆက်သွယ်ပြီးလူဂျွန်မောနဲ့တက်ဆိုင်တဲ့ဥပဒေစက်တေရာဒီကိုကခွင့်မပြုဘဲလုံလောက်တဲ့စံနှုန်းတွေရှိမနေဘူးဆိုတာယုံကြည်တယ်လို့ပြောခဲ့ကြောင်း ESPN ကဖော်ပြထားတာပါဒါအပြင်ရှုထောင့်အားလုံးကိုကြည့်မယ်ဆိုရင်ရောဘတ်ဆန်ဟာဒေါနာရမာရဲ့မြင်ကွင်းကိုအနောက်ဆက်ဖြစ်တယ်ဆိုတာလီဗာပူးသင်ကလက်ခံခြင်းမရှိပါဘူးလီဗ ပါဦးတင်ဟာဒီရှုံးမဲ့ကြောင်ပရီးမီးယားလိအမှတ်ပေးစရာထိဆုံးနေရာမှာရက်တည်နေတယ်အာဆင်နယ်အသင်းနဲ့ရှင်းမဲ့ကွာအဆင့်ရှင်းနေရာမှာရက်တည်နေပါတယ်လိပါဦးတင်ဟာနောက်ဆုံးကစားခဲ့တယ်ပရီးမီးယားလိအဝေးကွင်း၄ဝက်စလုံးအရေးနေပြီဒီဟာဒီမှာအဆူအဆိုးပုံစံကြုံတွေ့နေရတာပါလိပါဦးတင်ဟာနိုင်ငံကပွဲစဉ်တွေပြီးမှပရီးမီးယားလိပွဲစဉ်ဖြစ်ဒေါ်တီယန်ဖောရက်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်